ကျွန်တော်တို့ကဒီမှာအရန်နောက်ကြနေပေါ့နော်။၅ရက်လောက်ဖြစ်နေပြီနော်။၅ရက်လောက်နောက်ကြ။အဲလောက်နောက်ကြပါ යි ။သူများတွေကသူများရဲ့ကိုမှဗီဒီယိုရိုက်နေပြီးဖိုတိုရှုတွေတဲနေ။ fashion address တွေနဲ့ fashion shoot တွေတော့သူရိုက်နေကြတယ်။အဲဒီမှာညီမတို့တော့မပါရတော့ဘူး။အချို့ custom နေပါ යි ဆိုလဲလွတ်တယ်ပေါ့နော်။ကျွန်တော်အဲ့လိုမျိုးတွေတော့ရှိရပါတော့။ကျွန်တော်အခုတွေးတာကသွားလျှောက်ပြီးတော့အကောင်းဆုံး ဟိုပြိုင်လာခဲ့မယ်ပေါ့နော်စုရသည်ဖြစ်စီမရသည်ဖြစ်စီတော့ကျွန်တော်တို့နှစ်ယောက်ကတော့ချင်းချင်းတွေးတာတော့ဟိုနောက်ကြတာတွေပါလေပါတော့အကောင်းဆုံးတော့ကျွန်တော်တို့ရှောက်လန်းခဲ့မယ်ပေါ့နော်ဟုတ်ကဲ့စိတ်လှုပ်ရှားတာတော့အဆုံပါပဲဒါပေမဲ့ကျွန်တော်တို့ကစိတ်လှုပ်ရှားရတဲ့အဓိကသွားရဖို့မသွားဖို့တော့အစပိုင်းမှာကျွန်တော်တို့ကအဲ့ case လေးတွေဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုကျွန်တော်တို့တည်တဲ့အတိုင်း visa နောက်ကြတယ်ဟိုမှာကကျွန်တော်18နှစ်နေခဲ့ရပွဲရစနေတယ် အဲကျွန်တော်တို့ကဒီမှာအရန်နောက်ကြနေပြီပေါ့နော်အခုဒီနေ့မှစပြီးတော့ရမှာဆိုတော့ကျွန်တော်တို့ကဘယ်နဲ့9ရက်လောက်ဖြစ်နေပြီနော် ။အားရလောက်နောက်ကြ။အားလောက်နောက်ကြဝိုင်း။သူများတွေကသူများရဲ့ကိုယ်မှာဗီဒီယိုရိုက်နေပြီးဖိုတိုရှူတွေတင်နေပြီးသူတို့အခုဆိုလို့ရှိရင်ဟိုဘက်ကမောတွေမှာပြရဗီဒီယိုတွေမှာဆိုညီမတို့ပါဝင်ပြရအောင်ပေါ့နော်။ပြီးတော့သူတို့ဒီ Instagram တွေ page တွေမှာတင်မဲ့အဲ့လိုဖိုတိုရှူတွေအများကြီးပဲပေါ့နော်။ဒီ traditional dress တွေနဲ့ fashion shoot တွေတော့သူရိုက်နေကြတယ်။အဲ့ဒီမှာညီမတို့တော့မပါရတော့ဘူး။အချို့ custom နေပါဆိုလဲလွတ်တယ်ပေါ့နော်။ကျွန်တော်အဲ့လိုမျိုးတွေတော့ရှိရပါဒါပေမဲ့လည်းအဓိကတော့ကျွန်တော်ရတဲ့ရတဲ့လောက်တော့ကျွန်တော်အခုသွားမယ်သွားပြီးတော့နှစ်ယောက်အကောင်းဆုံးတော့ fight ခဲ့ပါမယ်အကောင်းဆုံးပေါ့အများကြီးပေါ့နော်ကျွန်တော်တို့ဒီ၂ယောက်လုံးဆိုရင်လည်းကျွန်တော်တို့လိုအပ်တဲ့ဟာတွေလိုအပ်တဲ့ training တွေ၂ယောက်လုံးတန်တန်နဲ့နဲ့လုပ်တယ်၂ယောက်လုံး training တွေယူတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုအသွားမဲ့အဝတ်စားတွေအစားဟိုမှာ၂ယောက်သားဘယ်လိုဝင်မလဲကျွန်တော်၂ယောက်ကအပြင် traditional ကျွန်တော်တို့ဒီ၂ယောက်အတွက်ကဟိုမှာကျွန်တော်တို့ဒီမြန်မာကိုစားပြုနဲ့ကျွန်တော် traditional ဝင်ပြီး၂ယောက်ရှင်လျှောက်ကမဲ့ round ပါတယ် အဲ့တည်းနှစ်ယောက်လုံးကိုအများကြီးကျွန်တော်နှစ်ယောက်လုံးဘယ်လိုလုပ်မယ်ဘယ်လိုသွားမယ်ဆိုတိုင်ပင်နိုင်ပါတော့နော်အခုကတော့နည်းနည်းနှမျိုးဖို့ကောင်းတာကြောင့်အခုပြင်ဆင်နိုင်အဝတ်တွေအကုန်လုံးတော့ဖောက်ပြခွင့်မရအောင်ပေါ့နော်သူများရဲ့အခုဒီ fashion shoot တွေရိုင်းနေပြီဆိုတော့သူတို့တုံးနေပြီပေါ့နော်ဆိုတော့ညီမတို့ဝတ်စုံတွေကတော့အပြည့်ပြခွင့်မရတော့ပေါ့နော်ဟိုဘက်မှာကျတော့များတော့အဆင်ရတယ်ဒီဇိုင်နာ round တွေကသူတို့ဘက်ကဆင်ပြီးရဲ့ဟာကိုဝတ်ကြတာဆိုတော့ညီမတို့ပြင်သွားတဲ့အဝတ်စားတွေအကုန်လုံးကျွန်တော်ဒီကနေပြင်သွားတဲ့အဝတ်စားတွေဆိုတော့ကျွန်တော်ဒီကနေပြီးတော့ဒီဇိုင်နာတွေလည်းကျွန်တော်တို့အများကြီး sporting ပေးရပေါ့နော် 30 31ဆိုကျွန်တော်တို့ကပြန်ရမယ်ပွဲပေါ့နော်အဲပွဲမှာကျွန်တော်တို့ကအခုရန်လဲအခု20နှစ်ဆိုတော့ရက်လဲကတ်သွားပြီဟိုရောက်လို့ရှိရင်အများကြီးကျွန်တော်တို့မရောက်နည်းနည်းဟိုရောက်မှအခြေအနေထက်ကြည့်ပြီးတော့လောက်ရမယ်အပိုင်းလေးရောပုံများသွားတာပေါ့နော်ဟုတ်တယ်ပေါ့မြမကတော့ဒီဇိုင်နာကအာထိုက်တေမီယံနဲ့ပူရှနဲ့ပေါ့နော်ပူရှနောက်အဲဒါမဲ့ဝတ်စုံတွေကတော့အပြည့်မသုံးအောင်ဆိုတော့နည်းနည်းအောင်နှမျောဖို့ကောင်းတာပေါ့နော်ချိုကလာစင်နဲ့နှမျောနေတယ်ပေါ့နော်ဟုတ်တယ်ဒါမဲ့ အာဟိုမှာနှစ်ယောက်နှစ်ယောက်တော့ပြောထားတယ်အတော်လုံးကိုရီကိုစပိုးရင်းပေးတဲ့ဇာနာအတွက်လည်းကျွန်တော်တို့ကပြန်ပြီးတော့တိမတ်ပြူပေးရမှာလဲဖြစ်တယ်ကျွန်တော်တို့နှစ်ယောက်ဟိုမှာရတဲ့အချိန်လေးဆိုတာအင်ဂျီလေးဝင်မဲ့နှစ်ယောက်သားဒီလိုရှိဓပုံလေးတွေရိုက်မယ်တော်တော်လေးစောမယ်အဲ့လိုတော့နှစ်ယောက်သားတိုင်ပင်ထားတယ် ားတို့ကအအများကြီးတော့နောက်ကျသွားရဲ့ဆိုတော့ဟိုမှာတော့ကိုမိတလောက်ပေါ့နော်အများကြီးကိုပါဝင်ခွင့်ရတဲ့လောက်ကိုတော့ကြိုးစားပြီးတော့အပါဝင်ပြီးတော့ပြိုင်သွားမှာပါဟုတ်ရှိရရှိရပေါ့ကျွန်တော်တို့ကအခုဒီပြိုင်ပွဲလို့လည်းဖြစ်တယ်ဒါပေမဲ့ပြိုင်ပွဲလို့ဆိုပေမဲ့ဒီပွဲကကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီမြန်မာကိုစားပြုအနေနဲ့သွားပြီးတော့ရှောက်ကြတာပေါ့နော်ကိုရီးယားကိုကျွန်တော်တို့နှစ်ယောက်ကသွားရှောက်ရတဲ့ဟာတော့ပြောရမယ်ဆိုလို့ရှိရင်အဲသွားပြီးရှောက်မယ်ကျွန်တော်တို့အခုတွေးရတာသွားရှောက်ပြီးတော့အကောင်းဆုံး ဟိုပြိုင်လာခဲ့မယ်ပေါ့နော်စုရသည်ဖြစ်စီမရသည်ဖြစ်စီတော့ကျွန်တော်တို့နှစ်ယောက်ကတော့ချင်းချင်းတွေးတာတော့ဟိုနောက်ကျတာလည်းပါတယ်ပါတော့အကောင်းဆုံးတော့ကျွန်တော်တို့ရှောက်လန်းခဲ့မယ်ပေါ့နော်ဟုတ်ကဲ့လို့အခုကကျောင်းနှစ်ယောက်ပဲသွားရမှာဆိုတော့နှစ်ယောက်သားတိုင်ပေါင်းညီပြီးတော့နှစ်ယောက်သားစည်းလုံးနေမှာဖြစ်မှာဟိုကတာကြီးပါညာလို့ဖြစ်နေတယ်ဟုတ်တာကြီးပဲဟောတာညီကိုလိုဖြစ်သွားဟိုအဓိကတော့ကျွန်တော်တို့ရဲ့ကျွန်တော်ဆိုလဲလင်းသိအောင်အကောင့်ရှိတယ်သူဆိုလဲ ET EKKM ဆိုတဲ့အကောင့်ကြီးကျွန်တော်ဒီ personal account လေး personal page တွေအနေနဲ့ပဲကျွန်တော်ကပုံမှန်လုပ်မဲ့ activity တွေ၄စဉ်အများကျွန်တော်ကတောက်လျှောက်တော့တင်ပေးသွားမယ်ဟုတ်